ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာကတော့ဘောနော်ကျွန်တော်တို့တို့ရှင်းနေတယ်ဘောနော်လက်ထက်စာချုပ်လုတ်ပေးတဲ့နေရာမှာ 3D data နဲ့ share လေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလက်ထက်စာချုပ်လုတ်ပေးရဆိုတဲ့နေရာမှာကျွန်တော်တို့ရှင်းနေရဘောနော်တရားရုံးကိုမတော်ဘဲနဲ့လက်ထက်စာချုပ်လုတ်ပေးရအကြောင်းအရာကိုပြောတာမဟုတ်ဘူးဘောနော်ကျွန်တော်ရှင်းနေတဲ့ကိုယ်တိုင်နှစ်ဦးသဘောတူလို့ဘောနော်တရားရုံးကိုတော်ပြီးတော့မှလက်ထက်စာချုပ်လုတ်ပေးပြီးမဲ့လဲပဲ 3D data နဲ့ share လေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဘောနော် ကျွန်တော်တို့ဒါပေတော့နှုတ်သဘောတူဆိုပြီးရောက်ရှိလာတယ်ပေါ့နော်ဒီလိုသားရောဒီလိုသမီးရောနှုတ်သဘောတူချစ်ကြိုက်ပြီးတော့မှနော် ရောက်ရှိလာတာမှန်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကလည်းဒါလက်ထက်ဆိုတဲ့နေရာမှာဒါတယောက်နဲ့တယောက်လည်းလွတ်လပ်တဲ့နော်အသက်ဆစ်ရှင်နဲ့ပြည့်ပြီးတဲ့သူလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အတိတ်တည်းနေရောက်လည်းပါတယ်နော်ဒါမှမဟုတ်လည်းမပါဘူးပေါ့နော်တယောက်ပဲပါတယ်တယောက်ကမပါဘူးအဲ့လိုနေထားကြီးကျုံလဲတယ်ပေါ့ဗျာ အဲ့တော့ကိုယ်အနေနဲ့ question နေဖြစ်တော့ကဲမဟုတ်လေဒါလက်ထက်စာချုပ်ပါပဲဘာမှဟိုအနေရရှိနိုင်တာဟာမဟုတ်ပါဘူးဆိုပြီးတော့မှပေါ့နော်အနည်းငယ်လေးပေါ်စားလိုက်တာနဲ့အနေရရှိတဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့တက်တည်နေရောမပါလာဘူးဆိုရင်ကိုယ်အနေနဲ့ပေါ့နော်ကိုကတက်တည်အဖြစ်ပါဝင်ပေးလိုက်တယ်ဟိုမှာကိုတီးရဲ့နော်ဒီလိုသမီးနဲ့ကိုကတီးတဲ့တီးတီဖြစ်စေတာမို့ဒီလိုသားနဲ့တီးတီဖြစ်စေပေါ့နော်ကိုအဲ့လိုမျိုးတက်တည်လိုက်ပေးလိုက်တယ်ဆိုရင်တစ်ချိန်ချိန်မှာပေါ့နော်ဒီလိုသားဖြစ်စေဒီလိုသမီးဖြစ်စေပေါ့ တို့အနေနဲ့ရင်တုံးကပေါ့နော်အိမ်တော်ရှိခဲ့တယ်ဆိုရင်တို့ရဲ့ဒါမြေကြီးဖြစ်စေတောင်းဖို့ပြီးရဲ့ဒါအိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကနေပြီးတော့မှဒါတို့နှစ်ဦးကကွာရှင်းနော်မကွာရှင်းရသေးဘဲနဲ့ပေါ့နော်နောက်တစ်ယောက်ယူရဲဆိုကျွန်တော်တလင်းတင်းမရဦးရင်ညှိသွားတော့ဗောဗျာနော်အဲ့ဒီကြောင့်မလို့ကရှင်းနေဖြစ်တဲ့သူကတည်တည်ဖြစ်လိုက်ထားတယ်ဆိုရင်ကျွန်တော်အနေနဲ့အလုတ်ချုပ်ပြီးပေါ့ဗျာနော်လုံးချုပ်တော့ကြတော့ကျွန်တော်တို့ဒီတရားရုံးနေပေါ့နော် တက်တိလိုက်ပြရတာတို့နော်အဲ့ဒီခန္ဓာလေးတွေပါလာတာပေါ့ဒါကြောင့်မလို့ကျွန်တော်ခုနောက်ပိုင်းဆိုရင်လက်ထက်စာချုပ်လုတ်ပြရမယ်ဆိုကျွန်တော်စဉ်းစားရတဲ့အချက်တစ်ချက်ရှိလာတာပေါ့နော်ကိုယ်အလုံးလာရတဲ့သူတွေပေါ့နော်ဒီလိုစီမအိမ်တော်ရှိမရှိပေါ့နော်ကိုယ်ရှင်းနေဖြစ်တဲ့သူကိုယ်တိုင်ကပေါ့နော်ကျွန်တော်အနေနဲ့ဒါလက်ခံမယ်ဆိုရင်တော့မှတို့ခင်ဗျားတို့ဒီလိုဖြစ်ကြောင်းအပြုဖြစ်ကြောင်းနော်ဂရီစာချုပ်လေးနဲ့အဲလက်မှတ်ရေးထိုးခိုင်းရမယ်ပုံစံပေါက်နေပါပြီဒါမှမဟုတ်လေသတင်းစာမှာထည့်ကျင်ညာခိုင်းရမယ်ပုံပေါက်နေပေါ့နော်ဘာလို့လဲဆိုတော့ တို့တွေလာပြီးတော့ဗောနော်လက်ထက်စာချုပ်လုတ်တယ်ဆိုမှတော့ဗျာကျွန်တော်အနေနဲ့တော့ကိုမောင်လည်းမဟုတ်ဘူးကိုရဲ့အဖေလည်းမဟုတ်ဘူးเนาะဒါမှမဟုတ်ကိုညီမလည်းမဟုတ်ဘူးကိုအမလည်းမဟုတ်ဘူးဗောနော်အဲ့လိုအနေထားဖြစ်နေတဲ့ပုံမှာတို့တွေရှေ့မှာအိမ်တော်ရှိလားမရှိလားကျွန်တော်ရှေ့နေရဗောနော်အဲ့လောက်ဒီလိုက်ပြီးတော့မှစုံစမ်းစီစုံစမ်းမှုလည်းချိန်မရှိသလိုကိုလုံးနဲ့ကိုလုံးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်အခုလိုမျိုးကြုံလာလို့ရှင်အလကားနေရင်ဘာမှမဟုတ်တဲ့ဒီလက်ထက်ပေးလိုက်တဲ့ ရှင်းနေအနေနဲ့ပေါ့နော်ကိုယ်ကတည်တည်ပါထားမိရောဒီလုပ်ငန်းနေမှာကိုယ့်ရဲ့လုပ်ငန်းနေမှာအနောက်ရှိဖြစ်တယ်ပေါ့ဗျအဲ့ဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့နော်ကျွန်တော်တို့ရဲ့ဒီရှင်းနေညီကိုမောင်နှမကြီးလည်းဂရုစိုက်နေအောင်လို့ကျွန်တော်ဒါလေးကို sharing လုပ်ပေးတာဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်